မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်ကောင်စီကရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့တော်လန်ရေးပုံဖြတ်တဲ့ဝါရဖြန့်ဆက်ကထုတ်လွှင့်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီက၎င်းတို့လုံးမဲ့ရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့တူတော်လန်ရေးကိုပုံဖြတ်တဲ့ဝါရဖြန့်ဇလံထုတ်လွှင့်ခဲ့ပါတယ်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများလို့အမည်ပေးထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲစီယုံရေးဇလံမှာနေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်တို့ကတယုတ်ဆောင်ထားပါတယ် ချူလီမီမြင့်မို့အောင်ခိုင်ငက်ပြောကျော်စူပါလင်းတက်လက်စားတဲ့တရုတ်ဆောင်တွေလည်းပါဝင်ပါတယ်ဇလန်ကို2021ဖေဖော်ဝါရီမှာစစ်တပ်အာဏာသိမ်းလို့ပြည်သူတွေဆန္ဒပြတဲ့မြင်ကွင်းရုပ်သံတွေနဲ့စတင်ထားပါတယ်ဆန္ဒပြတဲ့မြင်ကွင်းတွေမှာလည်းမီးရှို့တာတွေဓာတ်စီပလင်းတွေကိုအသားပေးပြခဲ့ပါတယ် နေမြက်နေဝင်အေးဂျန်မောင်တို့ဟာစပိန်နဲ့ပြည်စည်းပို့ဝင်ဆောင်မှုလုပ်ကင်သူတွေဖြစ်တရုတ်ဆောင်ထားပါတယ်။ဇက်ကားရဲ့အစကိုတော့ပြည်စည်းပို့ဆောင်ခြင်းဆန္ဒပြနေကြလို့လှည့်ပြန်ရတဲ့မြင်ကွင်းနဲ့စတာတာပါ။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့2025စက်တင်ဘာလို့စာရန်ထုတ်ပြီးနေဝင်နဲ့အေးဂျန်မောင်ဟာမြင့်မြက်နဲ့ရွာကိုလိုက်လေတဲ့ပုံစံရိုက်ကူးထားပါတယ်။ရွာမှာဆီယဝွန်ဖြစ်နေတို့ကျောင်းဆရာမတွေဖြစ်ချူးလေးနဲ့မင်းမြင့်မို့အထွေရမှုဖြင့်ငပြောကျော်အငိမ့်စားဝင်တန်းဖြင့်အောင်ခိုင်တို့ကတယုတ်ဆောင်ထားပါသည်ကိုလုတ်ကိုမလုတ်ခဲ့တဲ့စစ်တ ဟာဇက်လန်းတွေကဇက်ကောင်တွေရဲ့နှုတ်ကနေကိုယ့်အလုပ်ကိုလုပ်ကြဖို့တိုက်တွန်းထားပါတယ်။ဆရာဆရာမတွေဟာကလေးတွေကိုစာသင်ကြားရမှာပဲလို့ဇက်လန်းမှာပြသထားပါတယ်။မြေပြင်မှာတော့စိတ်ကောင်းစီဟာစာသင်ကျောင်းတွေကိုပါလင်းရင်နဲ့ပုံကျဲနေပြီးចောင်းသားចောင်းသူတွေတည်ဆုံခဲ့တာပါ။အမှုပညာသမားကတော့အမှုပညာအလုပ်လုပ်ရမှာပဲလေဟုအင်းကျမ်းမောင်ရဲ့ဇက်ကောင်ကနေပြောခဲ့ပါတယ်။နိုင်ငံရေးစိတ်ဝင်စားသူတွေကိုတော့ဟာတာတရုတ်ဆောင်တွေနဲ့ပေါ်ပြက်ပြက်ဇက်ကောင်ပုံစံထည့်သွင်းရှိုက်ကူထားပါတယ်။ ရွာထိပ်မှာမိုင်းလာထောင်တဲ့ရွာသားနှုတ်ကြောင့်ကလေးတူမိုင်းထိခဲ့တဲ့ပုံစံရိုက်ကူးခဲ့ပါတယ်။လက်တွေမှာတော့စစ်ကောင်စီရဲ့စတင်ကြောင်းတွေ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်တွေပါအများပြားသိဆုံးနေရတာပါ။ရွာသူရွာသားတွေကလာမယ့်ရွှေကောက်ပွဲမဲပေးကြဖို့စီယုံကြတဲ့ပုံစံနဲ့ဆက်လန်းကိုဆက်ပါတယ်။ရွှေကောက်ပွဲနဲ့ဆက်ပြီးတော့လေပြည်သူတွေကိုချိန်ချောက်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေပြည်သူတွေကိုချင်းချောက်တဲ့သတင်းစကားတွေထည့်သွင်းရှိုက်ကူခဲ့ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ post တွေကိုမင်းတို့ပေါက်ကရရီရှောက်မရင်းနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်။ခေပြောင်းသွားတဲ့အထစ်တောင်မင်းတို့ထောင်ထဲကမထွက်ရဘဲနေလိမ့်မယ်လို့အောင်ခိုင်ကချင်းချောက်ပြောထားပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြည်ပမပြောနဲ့ပြည်တွင်းမှာတောင်စိတ်ဝင်စားမှုမရှိလို့မင်းစင်းလာမကြည့်ကြတဲ့အချိန်မှာဇက်ကားထဲမှာတော့မြင့်မြတ်ကတိုင်းပြည်ရဲ့အရေးတစ်ခုကိုသွားနေတာကတော့အမှန်ပဲ။အဲဒါကြောင့်တက္ကပါလုံးကစိတ်ဝင် င်စားနေတာလို့ပြောကြားစေခဲ့ပါတယ်။စစ်ကောင်စီကသူတို့ရွေးကောက်ပွဲကိုအထူးရောင်ရွေးကောက်ပွဲလို့သုံးလုံးနေတာကိုလည်းဇလန်းတို့ထဲမှာတံပြန်ဝါရဖြန်ပါတယ်။နေတို့ကအထူးရောင်ဆိုရင်ဘဲပါတီကဝင်ပြိုင်มาလဲတဲ့ 2020ပြည်နှစ်တွေ့တွေ့ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ရခဲ့တဲ့အတွက်မဲလိမ်မဲခိုးတယ်လို့ဆွဆွဲပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာသူတို့လုံမဲ့ဟန်ပြအတူရောင်ရွေးကောက်ပွဲကို၎င်းတို့အောက်ဆဲပါတီတွေသာဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်စစ်ကောင်စီလောက်ကနေစစ်တပ်ပေးတဲ့နေရာလေးတနေရာပဲရရဝင်ပြိုင်ကြသူတွေထဲမှာလက်တလော ပြီးသုံးလုံးပါတီကဒေါ်သက်သက်ခိုင်တောင်ကိုစလေလောင်းဖြစ်ပေးဖြတ်ခံခဲ့ရပြန်ပါတယ်အလားတူအာဏာသိမ်းတာကူညီခဲ့တဲ့ NDF အပါအဝင်စစ်တပ်ထောက်ခံတဲ့ပါတီတွေကိုတောင် ရွေးကောက်ပွဲပြိုင်မရအောင်ပိတ်ပင်ထားတာပါ။အဲ့ဒီစကားကိုရိုက်ကူသူဒရိုက်တာကတော့အမည်ထုတ်ဖော်ထားတာမရှိဘဲခေတ္တမိုင်းဒုက္ခမရဝန်ကရိုက်ကူတယ်လို့ပဲစာရင်ထုတ်ထားပါတယ်။ဒီဝါရပြန့်စကားမှာပါဝင်တဲ့တရုတ်ဆောင်တွေဟာစေယုတ်စုအလို့ကြနေထိုင်ပြီးစစ်ကောင်စီနဲ့ပတ်သက်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာရိုက်ကူးနေသူတွေဖြစ်ပါတယ်။ လိငယ်တွေစာတင်တဲ့စာတင်ကြောင်းတွေကိုဘုံကျဲတိုက်ခတ်နေတဲ့စစ်ကောင်စီရဲ့အလို့ကြောင့်တရုတ်ဆောင်ပေးတဲ့ဒီမင်းသားတွေရဲ့လောက်ရက်ကိုအံ့ဩလို့မဆုံးမှုပြည်သူတွေလည်းဒီမင်းသားတွေကို BC လုတ်တင်နေသူတို့အနေစားချောင်းရင်ပြီးရောဘာဖြစ်ဖြစ်လုတ်ပေးမယ်ဆိုတဲ့ဖက်ခွက်စားတွေလို့ဒေါ်လာရေးထောက်ဖို့လုတ်နေသူတို့ကနေတိုမြင့်မြင့်နေဝင်းနဲ့အေးချမ်းမောင်တို့လောက်ရက်ပေါ်ဝေဖန်ပြောကြားထားကြောင်းသိရပါဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြောင်းရီမျိုးရှိကြားဖြန့် KK Bat ကို KNU ကအချိုးမြန်ရောက်ယူငွေ9ရန်ချင်တဲ့လုံချုံရေးစောင့်ရှောက်ခရယူနေသည်ဆိုတော့အကြမ်းဖက်ဆေးဥစွေထုတ်ပြန်ပြောဆိုချက်ကို KNU ကညှင်းဆို KK Bat နဲ့ KNU လုံးဝပတ်သက်မှုမရှိဟုတရားဝင်အသိပေးကြေညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြောင်းရီမြို့ရှိကြားဖြန့် KK Bat ကို KNU ကအချုံမြရယူမြင့်၅ရန်ချင်းနဲ့လုံချုံကြီးစောင်းရှောက်ကရယူနေသည်ဆိုတော့အကျန်းဖက်စေအုပ်စုထုတ်ပြန်ပြောဆိုချက်ကို KNU ကတရားဝင်ညှိဆိုလိုက်ပါတယ်။ မြန်မာအကျန်းဖက်စေအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက KNU အနေဖြင့်တိုင်းမြန်မာနေဆက်ရှိ KK Bat online ငွေလိမ်လုပ်ငန်းအတွက်မြေငိုင်းရင်ချင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူခြင်းတို့ဖြင့်အကျိုးမြတ်များရရှိနေသည်ဟုဆွဆွဲထားကြောင်း KNU ကအဆိုပါဆွဆွဲချက်များအလုံးကိုပြည့်ပြည့်တတ်တာညင်းဆိုကြောင်း KNU ကယနေ့ထုတ်ပြန်ကြေညာပါသည်မြန်မာစေအုပ်စုကဆွဆွဲထားတဲ့ဧကတရားမြေကွက် ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမူလအီအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာလကတည်းကရင်ဆိုင်နှုတ်ထွက်ခဲ့ပြီးရက်ဆိုင်နှုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း KKBAT အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နဲ့ဧက900ရှိသောမြေကွက်မှတိကျစီဖြစ်ကြောင်းမြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာကွာမှတည်ရှိကြောင်း KNU ကဆိုပါတယ်။ ထို့ကြောင့် KK Bat online ဝင်လိမ်လုပ်ငန်းသည် KNU နှင့်လုံးဝမသက်ဆိုင်ပေစေုပ်စုပြောရေးဆိုခွင့်ရှိသူ၏ဆွဆွဲချက်ကို KNU ကပြက်ပြက်တတညင်းဆိုကြောင်းမြန်မာစေုပ်စု၏ပြောရေးဆိုခွင့်ရှိသူကစေုပ်စု၏မြန်မာနိုင်ငံရှိ online ဝင်လိမ်ခိုင်းများမှနိုင်ငံ၏စီးပွားရေးနှင့်စီးရေးရအကျိုးမြတ်ရရှိနေမှုကိုဖုံးကွယ်လိုသည့်အတွက် KNU ကိုဆွဆွဲပြီးမဟုတ်မမှန်သောတင်အမားများဖြန့်ချိမှုသာဖြစ်သည့်အတွက် KNU အနေဖြင့်ညှင်းပယ်ကြောင်း KNU ကတရားဝင်တင်ထုတ်ပြန်ကြေညာထားပါသည် KNU အနေနဲ့ထုတ်ပြန်ကြေညာချက်တွေ တိုင်အခိုင်အမာရပ်တည်ပါれအခြားပြောစရာမရှိပါဟု KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တိုနီကပြောပါれအကြမ်းဖက်စစ်တပ်ကအော်တိုဘာလဆန်းပိုင်းတွင် KK ဘတ်ကိုဝန်ရောက်စီးနေပြီးစစ်ကြောင်းထုံးမှုများလုဆောင်လာကြောင်းအော်တိုဘာ23ရက်မှာ BGF ကဦးစီးလုကင်နေတဲ့ KK ဘတ်အတွင်မှကြားဖြန့်လုကင်နေတဲ့ပြည်တွင်းပြည်ပလူအများပြားကိုနေထုံးမှုစတင်လုဆောင်လာကြောင်းသိရှိရပါれ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲကိုစတင်ရန် GFN ကအာဆီယံကိုတိုက်တွန်းတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။အာနာသိစစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲကိုဖျက်ဖျက်တပ်တာစတင်ခြင်းပေးရန် Justice for Myanmar GFN အဖွဲ့ကယနေ့အောက်တိုဘာ26ရက်မှာစတင်ကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတောင်းဆိုလိုက်ပါတယ်။58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာယနေ့အောက်တိုဘာ26မှ29ရက်ထိ၄ရက်ကြာ ကျင်းပသွားမည်ဖြစ်ပါတယ်အာဆီယံအနေနဲ့ဆေးဥစု၏အတူရောင်ရေကောက်ပွဲအားညှင်းဆန်ခြင်းအာဆီယံနှင့်လောက်ခံဖွဲ့စည်းများတွင်ဆေးဥစုနှင့်၎င်းတို့၏ကိုယ်စားလှယ်များတာမြင့်ပိတ်ပင်ခြင်းဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနှင့်တရားမျှတမှုတွင်မြန်မာပြည်သူများ၏လှုပ်ရှားရုန်းကန်မှုနှင့်တူရက်တီပေးရန်တို့ကို JFN ကတောင်းဆိုလိုက်ပါတယ် ေယုတ်စုရဲ့အမေရိကန်ရွှေကောက်ပွဲကဒီမိုကရေစီကိုဥတီတဲ့လမ်းကြောင်းတစ်ရက်မဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုမှားယွင်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက်စေယုတ်စုကဒီဇိုင်းဆွဲထားတဲ့လှည့်ကွက်တစ်ခုဖြစ်တယ်ဟု Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမက်ရတနာမောင်ကပြောကြားပါရယ်။ ASEAN နေဖြင့်စစ်ကောမရှင်၏အထူးရောင်ရွှေကောက်ပွဲကိုဖျက်ဖျက်သက်သာညှင်းဆိုခြင်းဖြင့်ရွှေကောက်ပွဲစောင့်ကြည့်သူများကိုမစိလွတ်ခြင်းဖြင့်ပံ့ပိုးရမည်ဖြစ်ကြောင်း GFN ကထုတ်ပြန်ပါရယ်။ထို့ပြင် ASEAN အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးလုပ်ငန်း ဲများအနေဖြင့်စေဥစုရိဗန္နာငွေဆက်လက်နဲ့ဆက်ပစ္စည်းကရိယာနည်းပညာနဲ့လေရင်စီလမ်းကြောင်းများကိုချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်းလည်းပါဝင်ပါသည်။အာဆီယံကချမှတ်ထားတဲ့ပုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်မရှင်ကလိုက်နာမှုမရှိသေးမှ၄နှစ်ကျော်ရောက်ရှိလာပြီဖြစ်ပြီးမအောင်မြင်သော 5PC အဖြစ်ရှိနေကြောင်းလည်း Justice for Myanmar ကထောက်ပြပြောဆိုထားကြောင်းသိရှိရပါသည်။